အခုကတော့ကျွန်တို့က winning strategy နဲ့မသွားဖို့ဆိုတော့တော်လှန်ရကြကြမှာပေါ့နော်ဒါကတော့တေချာတေချာဖြစ်တယ်အခုနောက်ကျွန်တော်ပြောနေတဲ့ winning strategy က၅ချက်ပဲရှိတယ် last ယူပေါ့နော် road map လို့ပြောမယ်ဆိုရင် road map လို့ပြောလို့ရတယ်နောက်ပါတစ်က resource ရရှိပဲအခု NUG မှာလည်း resource ကနော်မရှိဘူးနော်ရှိတိတော့မရှိဘူးဥမာကျွန်တော်ဒေါ်လာရရှိတော်တော်များများမှာလား resource ကရှိမနေတော့ဥမာဆိုပါဆိုအခုက air defense လဲကျွန်တော်မတခုမှမရှိဘူးသူတို့သူ့အနေနဲ့လက်နက်တွေကရှိမယ်ဆိုတော့ရုရှားကလက်နက်တွေပါလာတယ်တရုတ်ကလက်နက်တွေပါလာတယ် drone တွေပါလာတယ် drone ဆိုလဲမြန်မာရောက်လာတယ် drone တွေပါလာတယ်ဒါတွေအားလုံးကနိပညာတွေသူတို့ဟာလဲနော်ဒီတိုင်းပဲမဟုတ်ပဲနဲ့ရုရှားတို့ဘယ်လာရုစ်တို့ကလည်းသူတို့ကိုကူညီနေတယ်အားလုံးတကပါကတိပိတာဖြစ်တယ်ပြီးတော့သူတို့မှာလက်နက်တွေဟာလဲအခုနပြောသလိုပေါ့နော်ဒါဒါကိုကျွန်ုပ်ကဘယ်လိုကောင်တလို့ရမလဲဆိုတာကတော့ဒီတိုင်းပြီးပဲကျွန်ုပ်ကလက်ပိုက်ကြည့်နေပြီးမှပြောင်းလဲနေတဲ့အခြေအနေကို ဒီတိုင်းပဲသွားရတော့ဒီတိုင်းပဲသူတို့ကเนาะခုနဒေါ်လာရေကချက်ချန်နေမှာပေါ့ဒါကြောင့်မလို့ကျွန်တော်အခု initiative လို့ပြောတဲ့အခါမှာအ ਨੇ ဆိုပေါ့ကျွန်တော်တို့မှာဒီ resource ရရှိကအမတားမှယူကြည့်လာတယ်အဲ့ဒါမှယူကြည့်ဆိုကတော့အ ਨੇ ဆိုကျွန်တော်တို့မှာ air defense ကလည်းဘယ်လိုရနိုင်ရမလဲဥပမာ air defense ကိုဒီတိုင်းเนาะအလန်းနဲ့မရနိုင်ရင် knowledge transfer ပေါ့เนาะ knowledge transfer ကိုလည်းဘယ်လိုရနိုင်မလဲကြည့်ကိုကြည့်ရလိမ့်မယ် တချို့ကိုကြည့်ရလိမ့်မယ်စစ်ဆန်ရလိမ့်မယ်ဒါဟာလည်းပြည်ပမှာလည်းအရာရှိနေတယ်လို့ပြည်သူမှာဥမာအမေရိကမှာမြန်မာပြည်ပွားတွေလိတ်သိလောက်ရှိတယ်လိတ်သိထက်မှာလူငယ်တွေကတသိကျော်ရှိတယ်တသိကျော်ထက်မှာ2000ကျော်ကတော့ပညာသားတွေရှိတယ်ရှိကိုရှိတယ်သူတို့ကဒီပညာတွေကိုကျွန်တော်ဘယ်လိုဒီပေးပြီးမှာပေါ့နော်ဟိုဒါတွေပညာကို knowledge transfer ပေါ့ကျွန်တော်ပြောနေတာက weapon transfer မဟုတ်ဘူးဒါတွေကလည်းကျွန်တော်ကတော့ multi pronged approach ပေါ့ကျွန်တော်တို့ကအဲ့လိုမသွားပဲနဲ့ဒီ resource ရရှိရမဖြစ်တော့ဘူးဒါကြောင့်မလို့ခုနကျွန်တော်တို့အဖွဲ့ထားတဲ့ institution တုတ်ခုစလုံးဟာလဲကျွန်တော် resource ရရှိမှာပဲအကုန်လုံးကအခြေခံထားတယ်ဒီလိုမလုပ်ပဲနဲ့တော့ very source မှာသူ့ဟာနဲ့သူ automatic ကောက်ကြရနေကြမှာမဟုတ်ဘူးဒါပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အဲ့လိုတွားမယ်ဥမာတစ်ဖက်ကပြောမယ်ဆိုရင်ခုနပြောသလိုပေါ့အလူခါလိုက်တိုက်လိုက်အလူမရှိတဲ့ခါမှာနောက်ပြဆိုအဲ့ဒီအဲ့ဒါက strategy မကြတော့ဘူးမကြဘူး ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကတော့ဒီဖက်မှာဥမာပေါ့စီးတိုင်းမဲ့သူကစီးတိုင်ရမယ်တဖက်ကပြောမယ်တိုင်းမဲ့လူကလည်းသူ့မှာလက်နဲ့စီးနေရမယ်ကြီးစားစီးနေရမယ်ဟုတ်မဟုတ်သူ့မှာ defense shield စီးနေရမယ်ဆိုတော့ the resource ရရှိကနာပါတယ်ပဲ resource ရရှိဖြစ်ဖို့ရအတွက်လည်းကျွန်တော်ကတာပေါ့စူးစီးလာဖို့ကအင်မတာမှနေတို့ပူစားလို့မျိုးပေါ့ဥမာကျွန်တော်မှာ chain of command ကတထောင်ကျော်ရှိနေတော့ဘယ်နိုင်ငံမှာမှကျွန်တော်လည်းလုပ်လို့မှာမဟုတ် ဒါပေမဲ့ joint chain of command တစ်ခုရှိလိုက်တဲ့တနေ့ကျရင်တော့နိုင်ငံတိုက်ကကျွန်တော်ကစကားပြောလာမယ်ဒါတရားမှတရားသိချတယ်ဒါလည်း resource ရရှိ winning strategy တစ်ခုပဲနံပါတ်2နံပါတ်3ကဟုတ်ပြီနံပါတ်3 resource ရရှိရင်နံပါတ်2နေတိုးလိုမျိုးဖွဲ့စီရင်နံပါတ်3ရှိနေတိုင်ရင်เนาะအဲ့ဒါ winning strategy ပဲအခုနဒီမှာ resource လည်းရှိလာပြီအခုနတပ်ပေါင်းစုလည်းဖွဲ့လာပြီဆိုတော့ကျွန်တော်ထင်တာစစ်တိုက်စရာတော့အလောက်လိုမှာမဟုတ်ဘူးအမေရိကန်မှာဆိုရင်လည်း the trap ခဏခဏပြောတာခြားပါလိမ့်မယ် peace through stress ဆိုတာပေါ့။ဤအားရှိတော့ငြိမ်းချမ်းရတယ်အဲ့ဒါ။ထို့နည်းတူပဲကျွန်တော်မှာ resource ရှိပြီးတာပေါ့ဆိုလည်းဖွဲ့ပြီးဆိုတော့ဟိုဘက်ကရာတူကကျွန်တော်နဲ့ရှိဖို့ကတော့နည်းသွားပြီ။နော်ဆိုတော့ပြောချင်တာကအဲ့ဒီ strategy အဲ့ဒီ winning strategy ကိုရှိရမယ်။နော်ဒါနံပါတ်1နံပါတ်3က resource ရရှိရေးနံပါတ်2ကတာပေါ့ဆိုဖွဲ့စီရေးနံပါတ်3ကရှင်းနိုင်တိုင်ရေး။အရင်ဆုံးနံပါတ်1ပဲ။ ပြီးမှနဘာလေးကတော့ဟုတ်ပြီဖွဲ့စည်းပုံရေးဆွေးရွေးနဲ့အခုနလောရုပ်ကောက်ပွဲပြင်းပြအောင်မြည်ဒါတွေကပြောကိုပြောရမယ်ရှိကိုရှိရမှာတော့မှာပြီးမှကျွန်တော်ကနောက်ဆုံးကြိုင်တော့မြန်မာနိုင်ငံကိုယ်နိုင်ငံအတစ်တီဆောက်ရေးအဲ့ဒါလဲ United States of Myanmar USM ဖြစ်နေဥက္ကဆုပါဆော့ Auto USM Auto ကိုဝေါ်လိုက်ပြီးမှဥမာအမေရိကန်မှာရှိတဲ့အဲကျွန်တော်မှမပြပွားတယ်ပေါ့လို့ပေါ့ USM ထုတ်ကိုဝေါ်လိုက်ဝါရှင်တန်ဒီစီမှာ လွှတ်တော်မားလဲတာကိုနားလဲလို့ရတယ်တမတားလဲနားလဲလို့ရတယ်ဘတူလာဘိတ်ကနားလဲလို့ရတယ်ဒါပေမဲ့တခြားဥစ္စာဆိုပါစို့မြန်မာຫນွေဥတော်လှရေးလို့တွားပြောလိုက်ရေဒေါ်စတဒီစီကတာမာလူတွေအနေနဲ့လွှတ်တော်မားလဲတော့မှာပါအတိတ်ပဲလဲပေါ့နားလဲမှာမဟုတ်ဘူးဆိုတော့ကျွန်တော် campaign message တွေဟာလဲ simple people လို့ရတယ်ဥပမာ USM USM လို့ all right သူချေလေးချေလို့ all white house ကတာပူကြလို့ရတယ်မဟုတ်ဘဲဒီဖက်က spirit revolution of myanmar လို့ပြောနေရင်လူကနားမလဲတော့ ဒါကြောင့်မလို့ကျွန်တော်လုံချင်တဲ့ဥစ္စာကိုလည်း B2 ဒီအနေနဲ့ဥမာ USM USM ဆိုတာကလည်းစကိုင်းကားလည်းအော်မယ်မကွေးကားလည်းအော်မယ်ဟုတ်မလားကျွန်တော်ဆိုပါဆုံးတော့အညာလည်းအော်မယ်ပြီးမှလည်းပြီးနယ်လည်းအော်မယ်ဟိုတော့အပီအဝေးကရောက်တဲ့ဥစ္စာလည်းကျွန်တော်ရဲ့ဒီဂီတာအမှတ်က movement တစ်ခုလောက်က USM movement ဖြစ်လာတယ်ဆိုရင်အမေရိကဆူရနေတဲ့တော့လောက် ဒီဖက်ကဆိုတော့ UK ဆိုရတဲ့အော်ဒါဟာမြန်မာပြည်သူတွေလို့ချင်တာက တကက်စီလုံးငင်ငို့တော့ပြီးထောက်စုမြန်မာနိုင်ငံတော်ပါလားဆိုတာဟာလူတိုင်းနားလည်လာတယ်မဟုတ်ပဲနဲ့တော့ကျွန်တော်ကဥမာ Federal Democracy လို့ပြောတာတော့ကောင်းတယ်ဒါပေမဲ့ Federal လို့ပြောမယ်ဆိုရင် Federal ကအမျိုးမျိုးရှိတယ် Australia Federal ပဲ US နဲ့ Federal ပဲဟိုတော့နိုင်ငံပဲကနေဒါနဲ့နိုင်ငံတကတစ်ခုနဲ့တစ်ခုမတူဘူးဒါပေမဲ့ရှင်းရှင်းလင်းလင်းနဲ့ဒီဖက်မှာကျွန်တော်ဒီချင်းကချင်းကချင်း ဘာမှသူအကုန်လုံးတွားစီပြနေမဲ့အစားကျွန်တော်အားလုံးစကလုံးတစ်ခုနဲ့ပေါ့ USM ကဖြစ်တယ် USM ကိုတိဆောက်ချင်တယ်ဆိုတဲ့ဥစ္စာနဲ့ကျွန်တော်ကပြောနိုင်ဖို့ဟာလဲတတော်လိုင်းမှာအရာကိုရရှိမယ်လို့ထင်တယ်ဆိုတော့ပြောချင်တာက chain of command တစ်ခုရှိလာမယ်ဆိုရင်ကျွန်တော်ဟာအခုကတရုတ်ကကျွန်တော်ကိုစကားပြောနေတဲ့ပုံကိုကြည့်ပါအဖွဲအစီအကူကိုတခါတည်းနဲ့တနေရာမှာတွေ့လာမဟုတ်ဘဲနဲ့တဖွဲတစ်ခုစီတွေ့မှာ deal တစ်ခုစီလုပ်လိုက်တယ် ဒါကနောက်ဆုံးကြရတော့ divide and rule ခွဲခြားဆက်စားအုပ်ချုပ်ရေးပဲတာကျွန်တော်ကလူစုခွဲမယ်ဖြုတ်ခွဲမယ်အုပ်ချုပ်မယ်သူတို့အောက်မှာဆိုတော့ဒါအားလုံးဒီ divide and rule strategy တွေပဲဖြစ်နေတယ်အဲ့လိုကျွန်တော်ကလူစုလူခွဲလို့မရအောင်ကိုကကျွန်တော်မှာတားပေါက်စုကလိုအပ်နေတာဖြစ်တယ်တားပေါက်စုမှာဆိုရင်လည်းခုနပြောဆိုနေသွပူစာလိုမျိုးပေါ့နော်ကျွန်တော်ကအဲ့လိုမဟုတ်ရတော့ခုနလိုပေါ့ဒီဖက်ကကျွန်တော်မှာရချင်းနိုင်ငံတွေရှိတယ်တရုတ်ရှိတယ်အိန္ဒိယရှိတယ် ဟိုမှာဒီဖက်အမေရိကန်လည်းရှိတယ်ဒီအာရှနိုင်ငံကြီးအကြမှာပထွေနိုင်ငံကြီးအားပြိုင်မှုကအရာကိုကြည့်မှာလေเนาะကျွန်တော်နားမှာထိုင်ဝမ်ကိစ္စလည်းရှိတယ်ကျွန်တော်နားမှာအခုနလိုပေါ့เนาะဒီဒီအီရိုပတ်စဖိကိစ္စလည်းရှိတယ်ကျွန်တော်နားမှာဒီ issue တွေကဥမာ red alert လည်းအခုဆိုရင်တော့ကဘာကစာလောင်နေတဲ့အရာဝတ္ထုတစ်ခုဖြစ်လာတယ်ဒါဆိုတော့ဒါဒီအားလို့ကြာမှာကျွန်တော်ဟာတနိုင်ငံအနေနဲ့ရှိနိုင်ဖို့ကတော့ကျွန်တော်မှာမရှိလို့ရတော့နိုင်ငံမရှိတော့ဒါတော့မရှိကျွန်တော်မှာ တန်းပေါ့စုမဖြစ်နိုင်တော့ကျတို့မှနိုင်ငံကိုရှိမှာမဟုတ်တော့နော်တချို့တစိဘက်ကတရုတ်ကယူသွားမယ်တချို့တဒေတာကအိန္ဒိယဘက်ကလည်းတချို့ကဘက်ယူလာအိန္ဒိယပြန်ယူနိုင်တယ်ဒီဘက်ကလည်းဟိုမှာယူကရိန်းတနေရာတချို့ဒေတာကိုရုရှားက annex လုပ်တယ်လို့ပေါ့ဟိုဘက်ကတရုတ်လည်း annex လုပ်မလုပ်ဘူးလို့ဘသူကပြောနိုင်တယ်တရုတ်လှုပ်လာတယ်ဆိုဒီဘက်ကအိန္ဒိယကလည်းသူ့မဟာဗျူဟာမြောက်အရာ Bay of Bengal နဲ့ကိုကိုချိုနဲ့ဒီဘက်က Malacca Strait မှာသူတို့ကအဲ့ဒါ မြန်မာနိုင်ငံကတရုတ်အတွဲဆိုပြီးတော့အီဒီယာဒီမိုကရေစီကိတ်ွေးဖြစ်နေတယ်ဒါဆိုရင်တော့ဒါတွေအားလုံးဟာကျွန်တော်ဟာမရှိလို့ပဲနဲ့ပဲနှစ်ရက်သွားအောင်မလဲကျွန်တော်မှတားပေါက်စုမရှိပဲနဲ့ပဲနော်ဒီလို international standard နဲ့ cooperation treaty မရှိပဲနဲ့ကျွန်တော်ပဲနဲ့ပဲနလာသွားအောင်မလဲဆိုတော့အဲ့လိုသွားတာကြာလေလေဒေါ်လာကြီးဟာလည်းကြာလေလေဖြစ်သွားမှာပေါ့နော်ဆိုတော့အဲ့လိုကျွန်တော်မဖြစ်ရလိမ့်အောင်အခုက winning strategy ပြောတဲ့ resource ရရှိရေးတားပေါက်စုဖွဲ့စည်းရေးရှိအနိုင်တိုင်းရေး ဖွဲ့စည်းပုံအတိရေးဆွဲရေးနဲ့ရေကောက်ဖို့ပြင်မြောက်ရေး United State of Myanmar ဖွဲ့စည်းရေးနော်ဒီဆောက်ရေးအဲ့ဒီ၅ချက်ပေါ်မှာကိုလိုကအဲ့ဒီ road map ကိုတေးချာချာလာပေးကထိုင်တဲ့လူရောလက်ဖက်ဆိုင်မှာထိုင်တဲ့လူရောခုန cycle မောင်းတဲ့လူရောနိုင်ငံတကာမှာနေတဲ့လူကပတ်တူးမဆုပ်ပေါ့အဲ့ဒီအချက်၅ချက်ပေါ်မှာ are you ဆိုက်မှကျွန်တော်တို့တွားနိုင်တယ်ဆိုပြီးတော့ကျွန်တော်ကတော့ထင်တယ်အဲ့ဒါကပဲကျွန်တော်ရဲ့ winning strategy ဖြစ်မယ်လို့ထင်တယ်အဲ့လိုမှမဟုတ်ဘူးဆိုတော့ကျွန်တော်တို့မှ နော်မရှိလို့ပြီးတော့မြန်မာနိုင်ငံတနိုင်ငံလို့ရအနာကကွာမရှိတော့တာဒါကြောင့်မလို့အဲ့လိုဖြစ်ဖို့အတွက်ကတော့ခုနဝီနစ်စထရက်တဂျီကိုတော့ဘီပမှာရောဘီတွေ့မှာအကိုလို့မှာကျွန်တော်ကတွေးနိုင်တာဘုရားတော့လိုအပ်တယ်ဒီဖက်ကလည်းဖိတ်ဆိုင်မှာထားတဲ့လူပဲဖြစ်ဖြစ်စိုက်ဖွေးတဲ့လူပဲဖြစ်ဖြစ်နိုင်ငံချမှာရှိတဲ့လူပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်အဲ့ဒီငါချက်ပါပါဝင်နိုင်တဲ့နေရာမှာအကိုလို့ပါဝင်လိုက်တော့ကျွန်တော်ဟာအဲ့ဒါတော့ဖြစ်လာကိုဖြစ်လာမှာဖြစ်ပါတယ် ကျွန်တော် NUG မှာလဲဟိုကတာတော့များတာပေါ့နော်ပြောချင်တာအခုကတော့ကျွန်တော်ကလွတ်လာသွားပြီဆိုတော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်အခု initiative တွေဟာလဲလွတ်လာလာလာနဲ့ကျွန်တော်လုံနိုင်ခွိဟာလဲကျွန်တော်မှာဟိုအဖွဲ့အစည်းတစ်ခုရဲ့မူဒီလဲရှိတယ်လို့အဖွဲ့အစည်းတစ်ခုရဲ့ဘောင်လဲအကုန်လုံးရှိတာပေါ့နော်ခုတော့ကျွန်တော်ကအဲ့ဒီမူဒီဘောင်ဒီထက်မှာကိုကလဲစိနေဖို့ကအခုနောက်အလုပ်ကမဖြစ်တော့တဲ့အရာတွေလဲအများရှိတာပေါ့နော်ဆိုတော့တစ်ဖက်ကပြောမယ်ဆိုတော့ဒါတွေကတော့ ကျွန်တော်အများကြီးတော့ကျွန်တော်အတာတန်နဲ့တစ်ဖက်က energy တစ်ခုနေနဲ့ဒါလို့လို့မရတဲ့အပိုက်လည်းအများကြီးပါတယ်ဥပမာဆိုပါဆိုနေမေထေချွေးရင်နေမေထေချွေးနဲ့ပတ်သက်မယ်ဆိုရင်လည်းကျွန်တော် defecto legitimacy ပေါ့ဒါအ EROD မှာရှိတယ်တော်တော်များများပါပေါ့နော်အခုနလွတ်မြောက်နေမေလို့ပြောမယ်ဆိုရင် EROD ရဲ့နေမေတွေဖြစ်တယ်ပေါ့နော်အခုနမေရှားတာတုနဲ့ပတ်သက်လာတဲ့ဆိုရင်လည်း EROD နေမေတွေရှိတာလေဆိုတော့ကျွန်တော်ကဒါတွေကို အမေရိကကိုဗမာပြည်ကမြန်မာပြည်ကပါပေးနိုင်တယ်လေကျွန်တော်တို့ ဟိုမှာစာတာပြုစုထားတယ်အဲ့ဒီစာတာဟာလည်းကျွန်တော်တို့အခုလွတ်လာတဲ့အဖွဲ့အစည်းတည်ထောင်ပြီးမှပဲဒီလွတ်လာတဲ့အဖွဲ့အစည်းရဲ့နာမည်နဲ့မှတ်ပုံတည်နေပဲအဲ့ဒီစာရွက်စာတာတွေကိုပြုစုလို့ရလာတာပေါ့နော်ဒါဟာလည်းကျွန်တော်တို့အကာတာမရှိတော့ဘူးပေါ့နော်အခုကတော့ဟိုကျွန်တော်တို့လွတ်လာသွားတယ်ဒါဒါ brief paper ဟာလည်းကျွန်တော်အချက်ငါချက်ကိုကျွန်တော်မူတည်ထားတာမြန်မာနိုင်ငံကဒီအမေရိကန်အတွက်ဘာကြောက်အရေးကြီးတယ်လဲဆိုတာပေါ့ ဘာလို့ဆိုတော့ကျွန်တော်အဲ့လိုမဟုတ်ပဲနဲ့ကောင်းစီကအဲ့ဒါမိခွတ်ကိုကျွန်တော်ကောင်းစီနဲ့တတ်သားလာဖြစ်တယ်။အဲ့ဒါကိုလည်းဒီမှာရှိတဲ့ကျွန်တော်လူကြီးတွေတွေးတဲ့ခါတိုင်းမှာကျွန်တော်အဲ့ဒီ brief paper ကိုပေးတယ်။အဲ့ဒီမှာလည်းကျွန်တော်တရုတ်ရဲ့အဲဝီရောက်နေမှုပုံတွေကိုကျွန်တော်ပြပေးရတယ်။နော်ဒါပထွေးနိုင်ငံကြီးပဲ။ဒါမပြောလို့မသူကျွန်တော်မပြောသူတို့တိပိတာဖြစ်တယ်။ဆိုတော့တချို့နေရာမှာတော့ဟိုမြန်မာနိုင်ငံအချောက်ကိုတီးတဲ့လူတွေကတော်တော်နဲ့ရတာကိုလည်းကျွန်တော်တွေးရတယ်။ မြန်မာနိုင်ငံ6ကိုလည်းပြတီပေးနေရတဲ့အနေထားကိုလည်းအမြဲတူတို့ဂျုခဲ့ရတာပေါ့နော်အတော့ဒါလည်းသူတို့ကအမေရိကန်နိုင်ငံမှာရှိတဲ့လွှတ်တော်အမအတွေတိုက်ကမြန်မာနိုင်ငံကအချုပ်ကိုတီးရမယ်ဆိုတာလည်းမရှိဘူးပေါ့နော်ဒါကျွန်တော်တို့မပြောရဘူးကတီတီသူတို့ကိုတီးခိုက်မယ်လေပေါ့ဆိုတော့ကျွန်တော်တို့တွားပြောတဲ့အခါမှာအခုနပြောသလိုမြန်မာနိုင်ငံမှာခက်ခဲပါတဲ့မိအောင်လိုက်တော့လူသားတဲ့ပိုင်းဒါဒီအလုပ်ကသူတို့ရဲ့ CIA တွေသူတို့ရဲ့ထောက်လှမ်းတွေကကျွန်တော်တို့ထက်ကိုပုံတည်တယ်သူတို့မှကျွန်တော်တို့ထက်ကိုပုံပုံနာလေဒါပေမဲ့ သူတို့ကြားချင်တာကတော့ကျွန်တော်တို့မှာနော်မြန်မာပြည်ကအမေရိကအတွက်ဒီလောက်အရေးကြီးတယ်ဆိုတာကိုပြောနိုင်တဲ့ကောင်းဆောင်တွေလည်းရှိပါတယ်သူတို့နားလည်ချင်တယ်သိချင်တယ်ကျွန်တော်တို့အချက်ကိုပြောတယ်ဥမာပေါ့အမေရိကကလက်စလက်စကလို့တဲ့ electric car ပေါ့နော် Elon Musk ကဘာဖြစ်လို့တရုတ်ပြည်မှာ battery အုပ်ကိုတွားလုပ်တယ် company လာထောင်တယ် Tesla ပေါ့အဓိကကတော့မေရှားတာတွေ့ကြောက်ဖြစ်နေကွကျွန်တော်နားလည်သွားပြီအဲ့ဒါကတော့လူတိုက်နားလည်လို့ရတယ်ဆိုတော့ကျွန်တော်တို့ကပြောနေတဲ့အခါမှာဒါဆိုရင်တော့ မြန်မာနိုင်ငံသူအခုကအမေရိကရဲ့လက်နေကြီးတွေကိုလို့ကိုကြည့်မယ်ဆိုတော့မေရှားတာတူမပါတဲ့လက်နေကြီးတွေဆိုတာမရှိတော့ဒီခေတ်မှာဒါဆိုရင်တော့မေရှားတာတူကနေပြီးမှလက်နေကိုဖတ်တည်ရတယ်မေရှားတာတူကနေပြီးမှဆိုတော့ပါလဲအလက်ထရစ်ကကိုဖတ်တည်ရတယ်ဆိုတော့ဒါဆိုရင်ဒါကအမေရိကအတွက်တကက်ကိုကအရေးကြီးတဲ့ natural resource ဖြစ်လာတဲ့အခါမှာအခုလောလောဆယ်ကတရုတ်ကိုပြသွားနေတယ်အိန္ဒိယဖက်ကူရောတော့မဟုတ်အိန္ဒိယတမုတ်တရားဖက်ကူရောနော် diversification supply chain ဖြစ်နိုင်ဘူးလားကဲဒါအချက်တစ်အချက်နှစ်နဲ့ခုနကျွန်တော်ပြောတဲ့ criminal element တို့ခုရှိတယ်အဲ့ဒါ scam center ရယ် drugs trafficking ရယ် human trafficking အဲ့ဒီတို့ခုဟာလည်း America ပဲဖြစ်ဖြစ်ဤတရားပဲဖြစ်ဖြစ် Thai ပဲဖြစ်ဖြစ်သူတို့ရဲ့ legitimate cause နဲ့ဖြစ်တယ်ဒါကိုလည်းကျွန်တော်ဒီပြဿနာကိုပြီးပြဿနာရှိတယ်ဆိုတာကိုလို့တည်တယ်ပြဒနာကိုဘလို့ဖြစ်ရှိမလဲဆိုတာကိုအကူလုံးတော့ပြောနိုင်ဘူးပေါ့။ဒါကြောင့်မလို့ကျွန်တော်တို့ဟာပြဒနာကိုပဲသွားပြောနေလို့မရတော့ဘူး။ ပြာတနာကိုဘလို့ဖြစ်ရှိရမလဲဆိုတာကိုတို့ဆွနေရမှာဖြစ်တယ်။ပြီးတော့ဆွနေတဲ့ခါမှာဆိုရင်လည်းတို့ကဥပမာစနေတဲ့တယောက်နဲ့တွေ့တယ်ဆိုပါစို့။တို့ကအချိန်10မိနစ်ပဲပေးတယ်။အများဆုံး10မိနစ်အတွင်းမှာမြန်မာနိုင်ငံအတွက်ခင်ဗျပြောနိုင်ရမယ်။သူ့ဘက်က3မိနစ်ပြောမယ်။ကျွန်တော်ဘက်က3မိနစ်ပြောမယ်။ဂျာတဲ့ဘက်က5မိနစ်လောက်ဂျာတယ်။5မိနစ်မှ discussion လုပ်တယ်။3မိနစ်အတွင်းမှာနော်ဒီမြန်မာပြခက်ခဲတဲ့အကြောင်းကိုပဲပြောနေ3မိနစ်ပြီးသွားပြီမရှိတော့။အဲ့ဒါမှ3မိနစ်အတွင်းမှာကိုလည်းခင်ဗျကဘာကို မြန်မာနိုင်ငံကအမေရိကကိုပါပိတ်နိုင်တယ်လေထုံနေတူပဲအမေရိကဟာလည်းမြန်မာနိုင်ငံကိုပါပိတ်နိုင်တယ်လေအဲ့တော့ကိုကျွန်တော်ကဆွနေရပါလိမ့်မယ်ဆိုတော့အဲ့လိုနဲ့မသွားပင်နေတော့ကျွန်တော်ကဘယ်လွတ်တော့အမားနဲ့ပဲတွေးတွေးဘယ်အစိုးရနဲ့ပဲတွေးတွေးဘတ်တူကောက်ဆောင်နဲ့ပဲတွေးတွေးအလုတ်ကဖြစ်မှာမဟုတ်ဘူးဒါကြောင့်မလို့အခုကချစ်ကပ်ပူကိုတိုက်ကလည်းကျွန်တော်ကအဲ့လိုသွားနေတယ်ပေါ့နော်ဆိုတော့အဲ့လိုသွားမှပဲဒါလည်းထိရောက်မှာဖြစ်ပါတယ်ဆိုတော့ဟိုတို့ကဒါမတိထားဘူးလားတိထားပါတော်တော်လည်းပဲကျွန်တော်ကအကသားတွေလည်းကျွန်တော်ဟာခုနဘောင်ဒီမူဒီ တော့တချို့မူရီယာဆိုလို့ကျွန်တော်ကအဲကောက်တဲ့ထိရောက်တဲ့မူရီမဟုတ်ဘူးတော့ကျွန်တော်ကနားလည်ထားပါတယ်ပေါ့နော်အခု energy ပြုတ်ပြပြောင်းလဲရင်ပါလဲကျွန်တော်တော့ဆူတော့တောက်ပါတယ်အဲเนาะဒီပြုတ်ပြပြောင်းလဲရင်ပါလဲလို့တဲ့အခါမှာထိရောက်တော့ပြုတ်ပြပြောင်းလဲဖြစ်ဖို့ဖူလီမီတာတဲ့ပြုတ်ပြပြောင်းလဲဖြစ်ဖို့အခုနောက်လို့ပေါ့နော်ပြည်သူလူထုကိုလည်းတောင်းဝခါမှုတောင်းဝယူမှုရှိတဲ့ပြုတ်ပြောင်းလဲဖြစ်ဖို့ပြီးမှအခုနောက်လို့ပေါ့နော်ကျွန်တော်အနေနဲ့ထိရောက်အောင်လုပ်မယ်ဆိုပြီးတော့ခုနောက်လို့ကျွန်တော်ရဲ့ဒီ လူကိုလည်းလူမှနေရမှာဖြစ်များဖြစ်တယ်လို့တစ်ဖက်ကပြောမယ်ဆိုရင်လည်းမူမှားလည်းဖြစ်ဖို့လိုတယ်ပေါ့နော်မူရာလည်းဒီအချိန်နဲ့တပိငေပြောင်းလဲနေတဲ့ပထဝီနိုင်ငံရေးပဲဖြစ်ဖြစ်အချိန်နဲ့တပိငေပြောင်းလဲနေတဲ့ဒီဒေါ်လာရေးဟာချိတ်ကြီးပေါ့ပြောမယ်ဆိုရင်လူနေလူမှနေရမှာ ပြပြပြောင်းလဲရင်မူမှားလည်းနေရမှာပြပြပြောင်းလဲရင်အချိန်နဲ့တပိငေအဲ့လိုမျိုးလုံနိုင်ဘူးဆိုရင်တော့ကျွန်တော်ဟာတော့ဒီဒေါ်လာရေးကဆက်သွားနိုင်ဖို့ကတော့ခက်ခဲတယ်တစ်ဖက်ကပြောမယ်ဆိုရင်တော့ ် energy တခုနဲ့ဒီတော့ high ကအောင်မြင်နိုင်မယ့်ဥစ္စာလည်းမဟုတ်တလို့ ERO အဖွဲတခုနဲ့မဟုတ်တလို့ဒါကြောင့်မလို့ကျွန်တော်က resource ရရှိအဲ့ဒါကို resource ကိုကိုလိုအတူတူနိုင်ဖို့အခုနော်ဒီအဲတာပေါ့စုဖွဲ့စည်းရေးတာပေါ့စုနဲ့ပဲတော့ high ကစိနိုင်တိုက်လို့ရမှာတာပေါ့စုမဟုတ်ဘူးချိကတော့စိနိုင်တိုက်ရမှာမဟုတ်ဘူးဆိုတော့တာပေါ့စုမဖြစ်ရတဲ့ resource ကရမှာမဟုတ်ဘူးအဲ့ဒါပေါ့နော်ဒီတုတ်ခုကတရိကာပုံစံလို့တွားနေတယ် ဆိုတော့အဲ့ဒီတရိကပုံစံလောက်ကခြေတောက်တစ်ခုကပြတ်သွားတယ်ဆိုဒီဖက်ကမရတော့ဘူးပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်တို့ဒေါ်လိုက်အဆူအတနာလည်းဖတ်လို့တယ်စီနိုင်တိုင်းရေးနဲ့နော်တာပေါ်စုဖွဲ့စည်းရေးနဲ့အခုနာရီဆုတ်စရာစီကတရိတရိကပုံစံလို့ဖြစ်တယ်တောက်တစ်ခုပြုတ်သွားရင်တော့တစ်ခုကလုံးဝမရတော့ဘူးဒါကြောင့်မလို့အဲ့ဒါကတော့အားလုံးကတော့အတူချွတ်တာလည်းအဲ့ဒီတုခုကတာတရိကပုံစံလို့တွားနိုင်တဲ့ရွေးကတော့ဒီဖက်ကရွေးရွေးကောက်ပွဲဖွဲ့စည်းဖို့တည်ရေးဆွေးရေးနဲ့ အဲရွေးကောက်ပွဲပြီးဒါဟာရတော့လွယ်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 သွားပြီပြီးမှဒီဖက်ကခုန United State of Myanmar တိဆောက်ရေးတို့ကတော့ဒါကတော့တိဆောက်ရေးကာလဖြစ်သွားပြီပေါ့နော်အခုနဆိုတော့ဒီဒေါ်လာရေးကာလကအရေးကြီးတယ်လို့အခုနကျွန်တော် institution ဖွဲ့ထားတဲ့ဥစားဒီဟာလဲဒေါ်လာရေးကာလတစ်ခုထက်ကောမဟုတ်ပဲနဲ့ဒီဆောက်ရေးကာလအကွက်ကိုလဲကျွန်တော်ရေးစီကိုကြီးမှဖွဲ့စည်းထားတဲ့ institution ကိုဖွဲ့ထားတာဖြစ်တယ်ဘာလို့ဆိုတော့ဒေါ်လာရေးကာလမှာလိုအပ်တဲ့လောက်ကိုလဲ resource ဟာ ဒီဆောင်ရည်ကာလမှာလွားလာမှာဖြစ်တယ်။ဒါကြောင့်မလို့ဒီ institution အခုနကျွန်တော်ပြောထားတဲ့အလုံး Israel ရဲ့ဟိုတို့ကလည်းအခုနကျွန်တော်ပြောတဲ့ institution တွေရှိတယ်ဒီနေ့အထိလည်းရှိတယ်။လွယ်ကနေနေ့လေးဆယ်မှာလည်းရှိတယ်ဒီနေ့အထိလည်းရှိတယ်။နော် Tony to be Ukraine ရှိတယ်ဒီနေ့အထိလည်းရှိတယ်။မနေ့ဖြန်လည်းဆက်ရှုမှာပဲ။ဒါကြောင့်မလို့ဒီ institution ဒီနေ့ကျွန်တော်ဖွင့်ထားတာဒီဒီတော်ဟာရည်ကာလပဲမဟုတ်ပဲနဲ့ဒီဆောင်ရည်ကာလမှာလည်းဒီဥစ္စာတွေကလုံးဝကွာ မရှိမဖြစ်လို့အနေနဲ့အရာတွေဖြစ်နေတယ်။ဒါကြောင့်မလို့ဒါကိုလည်းပြည်သူတွေကဒါမဟာဗျူဟာကို long term strategy ကိုစစ်ဆေးပြီးမှကျွန်တော်တို့ဒီဒီမဟာဗျူဟာကြာကြာနဲ့ဒါကိုလည်းကျွန်တော်ဒေါ်လာကြီးအတွက်လိုအပ်တယ်လို့နော်ဒေါ်လာကြီးအလုံးဖြစ်မဲ့တည်ဆောက်ရကာလအတွက်လည်းကြီးပြီးမှဒါကို strategically နဲ့ဟိုကျွန်တော် institute ကိုဆောင်ထားတာ ဖြစ်တယ်ဆိုတာကိုလည်းတည်ပြချပါတယ်။အာဒေါ်လာပြည်သူတွေအားလို့လည်းကျွန်တော်ကျွန်တော်အပေါ်မှာယူကြီးစိတ်ချ က်ပေးတဲ့အတွက်ကျွန်တော်အပေါ်မှာဒီဒေါ်လာရေးမှာပေါ့နော်တောင်းဝန်ကိုပေးတဲ့အတွက်ကြောင့်လည်းကျွန်တော်လူထုအလို့ကိုလေးပြူတယ်ပေါ့နော်လူထုအလို့ကိုကျွန်တော်ခြေစစ်တင်တယ်ဆိုတော့နံပါတ်၁ဒီဒေါ်လာရေးကိုကျွန်တော်ဒီခါစားချက်နဲ့လောက်တာမဟုတ်ဘူးယုံကြည်ခြင်းနဲ့ကျွန်တော်လောက်တာဖြစ်တယ်ဥပမာကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့ AD ပျက်စီးသွားကျွန်တော်ရဲ့ခန္ဓာကိုယ်အဲ့တော့တစိမ့်တစ်ပိုက်ပျက်စီးသွားကျွန်တော်ယုံကြည်ခြင်းပျက်စီးမှာမဟုတ်ဘူးဆိုတော့ဒီဒေါ်လာရေးကိုကျွန်တော်ကမြန်မာနိုင်ငံရဲ့ အနာကတ်ကိုကျွန်တော်ယူကြည့်ပြီးမှဒီတော့ဟာရေးကိုကျွန်တော်မှဒီရှီအနာရှီမရှိတော့တဲ့အနာကတ်ကိုတွားမယ်နော်မြန်မာနိုင်ငံကို Federal Democracy နိုင်ငံဖြစ်နေတူထောက်ရမယ်မြန်မာနိုင်ငံကိုကျွန်တော်အလုံးအတွက်ပါချလို့ပေါ့ကျွန်တော်ပြောချင်တယ်မြန်မာနိုင်ငံဒီပါချလို့ဖြစ်နေနော်တကက်ပါချတခုမှပါတပွေးပဲဖွင့်လို့မရဘူးပါချမှာပါအမျိုးမျိုးတော့ရောက်ဆိုးအမျိုးမျိုးတောင်စလားပါလဲရှိတဲ့တိခွာပါလဲရှိနှစ်စီပါအကုန်လုံးဖွင့်နေမြန်မာနိုင်ငံပါချအကြီးကြီးကကျွန်တော် အဲ့ဒါကိုစောင့်နေတယ်အဲ့ဒါကိုပီတူတူကိုမိစေချင်တယ်အဲ့ဒါတော့ခုနကဆုံးတော့ပြောတဲ့ United State of Myanmar ပေါ့နော် USM နော်ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီ USM ကိုကျွန်တော်တွားနိုင်ဖို့အတွက် B2D ဟာလည်းကို့အိမ်မှာကို့မိဖို့ချောင်းမှာလာမှာစာရပြပြမှာထဲလို့မရရတောင်မှအဲ့ဒါကိုယူကြည့်တော့အိမ်မှာ USM 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 ပြောလိုက်ပါလူတွေမကြိုက်လည်းခင်ဗျတယောက်တစ်ယောက်ပြောလိုက်ကိုယူကြည့်တာကိုပြောဖို့တတ်သိဖို့လိုပါတ ကိုယုံကြည်တာကိုကျွန်တော်ကသွားနိုင်ဖို့လည်းအရေးကြီးပါလားဆိုတော့အဲ့ဒီယုံကြည်ချက်ကိုတော့ပြည်သူလူထုတဦးချီစီတိုင်းမှာမြန်မာနိုင်ငံနေတနေ့ကြိုက်တော့ခမပြက်ကလာတယ်လေဆိုတဲ့နေရာမှာဥမာဟိုကျွန်တော်ဘာလဲကျွန်တော်တို့ဒီကလာတယ်ဒီကမဟုတ်တော့ဘဲနဲ့ USM ကလာတယ်ဆိုပြီးပြီနောက်ကျွန်တော်အားလုံးဒီ USM နိုင်ငံသူနိုင်ငံသားတွေကိုလို့ဖြစ်သွားမယ်အဲ့ဒါကိုကျွန်တော်အေးဆုံးပြည်သူလူထုရဲ့နော်ဒီယုံကြည်ချက်ကိုခိုက်ခိုက်မှမှာထားပါ ယုံကြည်ခြင်းဆိုတာခါဆက်စခါဆက်စဆိုတဲ့ဒီနေ့စီဆိုးတယ်ဒီနေ့တော့တာထွက်တယ်ဒီနေ့စိတ်ဓာတ်ကျတယ်ဒါကတော့မနေ့ဖြာပြောက်သွားတယ်နော်နော်ဒီနေ့ပြပနဲ့ဒါကဒီနေ့တော့တာထွက်တယ်ဒါကမနေ့ဖြာပြပြောက်တာခါဆက်ချက်ပေါ့ခါဆက်ချက်တော့ဒီနေ့နဲ့မနေ့ဖြာတူမှာမဟုတ်ဘူးဒါပေမဲ့ယုံကြည်ခြင်းဆိုတာကတော့မနေ့ညလည်းရှိတယ်ဒီနေ့လည်းမနေ့ဖြာမပြောက်နိုင်ဘူးနော်အဲ့ဒီယုံကြည်ချက်တခုကိုတော့အားလို့ကျွန်တော်နဲ့အတူကျွန်တော်ကိုချင့်ရင်မြန်မာပြည်သူအ လို့အဲ့ဒီ USM ကရှိကိုရှိလာမယ်ဆိုတာကိုယူကြည့်စေချင်တယ်နော်အဲ့နံပါတ်၁နံပါတ်၂နဲ့နဲ့ကတော့ NUG မှာကျွန်တော်တောင်းကိုပြီးသွားတာပဲဖြစ်နေဒေါ်လာရေးမှာထွက်တာလုံးဝမဟုတ်ဘူးဒီဒေါ်လာကိုအောင်မီဖို့အခုက winning strategy ပေါ့ USM 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 အဲ့ဒါကိုသွားလိုက်ဖို့အတွက်ပေါ့နော် P2 တူချစ်စီတဲ့ကျွန်တော်နဲ့အတူတနေ့ကိုတုတ်ချိန်ဩပါလဲတုတ်6ထောက်တာမဟုတ်တော့ခုဆိုလဲ9 6လို့ပေါ့ လဲငါ6ကိုအဲ့လိုထောက်ပြီးမှပေါင်းတယ်ငါ6တောင်မှ box နဲ့ပေါ့အဲ့လိုထုတ်ရတော့မှအဲ့ဒါတော့နံပါတ်3ဆိုရတော့နောက်ခုနလို resource ရစီနံပါတ်2တပတ်ဆွေဖွဲ့စီနံပါတ်3စိနိုင်တရေးနံပါတ်4เนาะဖွဲ့စီပုတ်တီးဆွေရေးနဲ့ရုပ်ောက်ဖွဲ့ဖြစ်မြောက်ရေးနံပါတ်5เนาะကျတော့ USM နိုင်ငံတော်စစ်တီဆောင်ရ USF ဆိုပြီးတော့လက်96ကိုတလို့เนาะ boxing နဲ့ tournament အဲ့လိုပေါ့เนาะ အဲ့လိုအဲ့ဒါကိုယုံကြည်စေခြင်းတယ်အလုံးတစ်ခုတိုင်းမှာမယုံကြည်ဘဲနဲ့ဘာတစ်ခုမှလုပ်လို့မရဘူးမနှဲ့ဖြာကိုတော့ဒီနေ့ယုံကြည်မှမနှဲ့ဖြာကိုတော့ရောက်မှာဖြစ်တယ်ဒီနေ့ယုံကြည်တဲ့မနှဲ့ဖြာဖြစ်လာမှာနော်ဒီနေ့ယုံကြည်တာမရှိဘူးမနှဲ့ဖြာဖြစ်လာဖို့တစ်ခုမှအကြောင်းမရှိဘူးအဲ့ဒါလာပါနေပေါ့ပြီးတော့နဘာတုံနေတဲ့ကတော့ကို လုံနိုင်တာကိုအမဲတာတစ်ခုတော့ဒီနေ့ကိုလုံနေပါ ကိုတို့ကျွန်တော်ဖက်ကားတဲ့ကျွန်တော်လုံနိုင်တာကိုဆွညာဆွစတဲ့ဖက်ဆိုတော့လုံနေတယ်နေတိုက်လုံနေတယ်ဒီနေ့လည်းကျွန်တော်အဆွေခုနှစ်ခုလောက်ရှိတယ်အဲ့ဒါကျွန်တော်လုံနိုင်တဲ့အလုပ်လောလောဆယ်ပေါ့နော်နော်အဲ့ဒါအဲ့အမှကျွန်တော်အခုနောက်ပြောကျွန်တော်ကဒီမင်းမနေ့အေးရထားတိုင်းမှာကျွန်တော်တို့ရီမချက်ပတ်တက်ကိုမရအောင်ကျွန်တော်တယောက်ထက်ကိုပဲ USM USM လို့ order ကောင်းတယ်ရကောင်းတယ်ကျွန်တော်ခေါ်အပြရရဥမာကျွန်တော်တို့ကမြို့တမြို့ပြည်တမြို့ကိုတွားမယ်လာမယ်လာနေမှာဆိုပြီးတော့ လူတထောင်လောက်ကိုကျွန်တော်တို့အတူစုမယ်အဲ့ဒါမှအကုန်လုံးအမေရိကန်ပြည်ထောင်စုမှာဆိုရင် USA USA ဆိုတဲ့လိုဒီမှာဒေါ်လာတချို့ဆိုပြီးမှ USM USM လို့ကြပါမယ်ဒါလည်းအရေးကြီးတယ်ဆိုတော့ပြောချင်တာကဒီကျွန်တော်တို့လိုချင်တဲ့ပါတိုင်ကိုရောက်ဖို့မြန်မာနိုင်ငံကနေပါချာကြီးကြီးဖြစ်တယ်အဲ့ဒါမှတိုင်းတာဟာလည်းတော့စကားဘာသာအဖြစ်မတူ껙ပြအများဒါဟာလည်းပါချာမှာပမ်းမျိုးစုံဖွင့်နိုင်တဲ့မြန်မာနိုင်ငံကြီးဟာ ပေါ်လာမှာဖြစ်တယ်။အဲ့နိုင်ငံကိုသွားနိုင်ဖို့အခုမြန်မာနိုင်ငံရဲ့အနာဂတ်ကိုလည်းတစ်ချက်ကတော့စစ်စစ်ချင်းတယ်။ကဘာမှာအကောက်ဆုံးနိုင်ငံဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ပါ။ဘာဖြစ်လို့လဲဆိုရင်မြန်မာနိုင်ငံဒီပထဝီနိုင်ငံပထဝီအနေထားကိုကြည့်ပါ။ညာဖက်မှာဆိုရင်တရုတ်ဘက်ဖက်မှာအိန္ဒိယလူဦးရေအဖြစ်ကြည့်မယ်ဆိုရင်တော့မြန်မာနိုင်ငံအိန္ဒိယရှိကကဘာလူဦးရေတဝက်နေပါရှိတယ်။ဆိုတော့တရုတ်ကလည်းစူပါပါဝါဖြစ်လာမယ်အနေထား။အိန္ဒိယလည်းစူပါပါဝါဖြစ်လာမယ်အနေထား။ အကြမ်းမှာမြန်မာနိုင်ငံလောက်ကကနော်ပထွေနိုင်ငံရေးစီးပွားရေးအရာဖြစ်နိုင်ခြေနဲ့ရှိနိုင်ခြေရှိတဲ့နိုင်ငံကပါမှာရှိပြော့ပါကျွန်တော်ပြောမရှိဘူးမရှိကိုမရှိတာနော်မြန်မာနိုင်ငံတစ်ဖက်ကပြော့မယ်ဆိုရင်လည်းမဆိုင်ပြူသေးတော့စီးပွားမစီးပွားမဖြစ်သေးတော့ကပါမှာအသစ်ဆက်ဆက်နိုင်ငံဖြစ်လာမယ်ဘာလို့ရှိပါဘာကိုပဏီမှမရှိသေးဘူးလေပြောမယ်ဆိုစီကောက်စီတီအကြဖက်တွေအလုပ်ထားတဲ့ကိုပဏီကလွှဲလို့အဲလွန်မတ်စ်ကိုပဏီတော်မူဝီတေးဘူးလေ တနေ့ကျရင်တော့ဥမာ Elon Musk ကပြင်လာမှာပေါ့နော်ကျွန်တော်တို့ဒီမိုကရေစီရဲ့အဲ့ဒီအချိန်မှာသူလည်းမြန်မာနိုင်ငံကိုအခုအမြဲပေးမှာပေါ့မပေးလို့မရဘူးလေနိုင်ငံခြားကုမ္ပဏီတွေကလည်းတောက်ကြတဲ့လာမှာအော်ဒေါက်တာဆာဆာကျွန်တော်ကလည်းခေတ်နိုင်ငံမှာရင်းနှီးမြှုပ်နှံကိုပေးပါဆိုတာတည်းကကုမ္ပဏီကတားနဲ့ကျွန်တော်ကိုစောင့်နေတာဒါလည်းလာတဲ့ခါမှာအခုလာပေးကြမယ်ဒါတွေအလုပ်ကတော့နောက်ဆုတ်ကြရတော့မြန်မာနိုင်ငံဒီလောက်ချားတာတဲ့နိုင်ငံဟာအာရှတိုင်းမှာရှိမယ်လို့ကျွန်တော်မထီပတိကေပြောတာမြန်မာနိုင်ငံလောက်ကောင်းမဲ့နိုင်ငံဟာ အာရှတိုက်မှာကိုကရှိမယ်လို့ကျွန်တော်မထင်ဘူးတကယ်ပြောတာเนาะအဲ့ဒါကိုယုံကြည်စေချင်တယ်အဲ့ဒီနေကကျွန်တော်တွားနေတာဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒါကိုမဖြစ်ရလေအောင်ဆိုပြီးမှဒီဖက်ကနာဆုတ်ကြီးလို့ပေါ့เนาะဒီဖက်ကအခုဘယ်လိုပြောမလဲဒီတကက်ဒီဟိုအချာဖက်စီအနာစီဒီကလည်းအဲ့လိုအနာကတ်ကိုမရောက်အောင်ပေါ့เนาะမရောက်အောင်ကိုကျွန်တော်ကိုအမျိုးမျိုးတအနာကတ်ကကောင်းလို့အကြည့်လို့ အဲ့ဒီကိုမယောင်းအောင်ဒီဖက်ကအခက်ခက်ခက်များလို့ဝရှိတယ်။တဖက်ကပြောမယ်ဆိုရင်တော့အမောင်ထူးကြီးမောင်တလောက်ကိုလည်းလာနေတဲ့အလိကတော့လိပါတယ်အဲ့လိုပေါ့ပြောချင်တာကဗမာစကားနဲ့ဆိုရင်တော့ကျွန်တော်တိတ်မပြောတာဆိုတော့မိထတာကတော့ VC မှအဲ့လိုမိထတယ်မြန်မာနိုင်ငံရဲ့အနာဂတ်ကိုတော့ကျွန်တော်အဲ့လိုမိထတယ်ဘာလို့ဆိုတော့အခုကကြည့်ပါမြန်မာနိုင်ငံမှာဥမာယထာလားဆိုရင်လည်းမရှိသေးဘူးစီဒိုးစားဥမာမေအောက်လားတော့လည်းမရှိသေးဘူး တမရနိုင်ငံကိုကြည့်ပေါ့မေအောင်ရထားတွေရှိတဲ့အကိုတို့လက်အကိုဆိုတော့ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လာစီးပွားရေးနဲ့ပတ်သက်လာရတော့အဲ့ဒီမှာရင်းနှီးမြှုပ်နှံရမကူနိုင်တော့အကိုရှိတိတ်တယ်လောလောဆယ်အခုလည်းဆိုတော့ပြောတယ်မေရှာတာတူပေါ့ဘာဖြစ်လို့ကျွန်တော်ကမေရှာတာတူကိုလုံးမှာ Elon Musk တက်ကောင်းတဲ့ electric ကိုမထုတ်နိုင်ရမှာလဲပေါ့ဥမာပြောမယ်ဆိုရင်ဒါလည်းမြန်မာနိုင်ငံကတ်ပဲเนาะတစ်ဖက်ကပြောမယ်ဆိုရင်တော့အခုနမေရှာတာတူကိုတို့ပြီးမှာ စစ်လက်နက်တွေကိုအမေရိကန်တို့တွေထုတ်တယ်ဟုတ်ပြီဒါဆိုတော့မြန်မာနိုင်ငံမှာလည်းစစ်လက်နက်ကိုထုတ်ပြီးမှသူများနိုင်ငံထက်ကောက်စစ်နက်ကိုထုတ်မှသူများနိုင်ငံရောက်လို့မရဘူးလားဒါလည်းမြန်မာနိုင်ငံဖြစ်နိုင်ချေပဲဒါလည်း realistic ပဲအဲဒီဥစ္စာမျိုးကိုလည်းကျွန်တော်တို့မြင်စေချင်တယ်ဟုတ်ပြီအဲ့ဒါကိုတွားနိုင်ဖို့အတွက်အခုကတော့ကျွန်တော်တော်လိုက်ကာလကိုဖြတ်သနေတယ်အဲ့ဒါဟာလည်းခုနလိုတာပေါင်းစုနော် resource ရရှိရေးအတွက်ကိုကျွန်တော်တို့ကအတတီတုတ်ခုဖွဲ့ထားတယ် ပြီးမှတာပေါ်ဆူရှိလာမယ်နော်ဒီမှာခုနကျွန်တော်ပြောတဲ့စီနာတိုက်ရိုက်ဖြစ်လာမယ် constitution နဲ့နော်ယူကောက်ပွဲနဲ့ပြီးမှ United State of Myanmar USM ဖြစ်လာမယ်ဆိုတော့အဲ့ဒါကို P2D အားလို့လာအတိထားပြီးမှပေါ့နော်ခုဆိုရင်တော့ဘာပဲဖြစ်ဖြစ် winning strategy လို့ခေါ်တဲ့ alternative plan ကိုလည်းကျွန်တော်ကချပြလို့ရပြီအခုနောက်လို့စစ်စစ်လေးနဲ့ roadmap ကိုလည်းကျွန်တော်ပြောဖားလို့ရပြီ အဲ့ဒါဟာလေလာပိကလူတဖြစ်ဖြစ်စိုက်ကဲတမဘဲဖြစ်ဖြစ်လဖိတ်ဆိုင်မှာထိုင်လို့ဖြစ်ဖြစ်အဲ့ဒီအချက်ငါချက်ကိုတော့အားလုံးမြန်မာပြည်မှာဆက်လူတိုက်နားထက်မှာကြားစစ်ခြင်းနဲ့လူတိုက်ရဲ့နှလုံးတထက်မှာလာအဲ့ဒါကိုထက်တွေးစစ်ခြင်းနဲ့အဲ့ဒီအနာကတခုကိုပဲယူကြည့်စစ်ခြင်းနဲ့ဂျာနဲ့စီကောက်စီကယူလာပေးတဲ့တေချင်းတို့ပျက်စီးချင်းတို့ဆူဆူချင်းတို့အဲ့ဒါဒီအကျွန်တော်အနာကမဟုတ်ဘူးဒါရီဟာဒီတဲ့အတွက်ကျွန်တော်တော့လှရဲ့အတွက်တို့တို့ဒီတာ တကယ်တော့ဆိုတော့ဒါတော့ရက်ဆက်ချချုပ်တဲ့စီအာနာစီကနေတိုင်းသမီလိုလူလာပြနေတဲ့နာချချင်းနေရှိုးရှိုးချင်းနေတိတ်ချင်းနေဖြစ်နေတာပေါ့အနာကကအဲ့ဒါမဟုတ်တော့ဘူးကျွန်တော်တွားနေတဲ့အနာကကအခုနကျွန်တော်ပြောနေတဲ့တက်ကကိုတာယာလှပါတဲ့ပါချအကြီးကြီး United State of Myanmar ကိုကျွန်တော်ဟာမကြခင်မှာရောက်ကိုအတူတကွာရောက်ရမယ်အဲ့ဒီမှာပျော်ရွှင်တော့နေဒီကကြီးမလိုအားရှိလို့ဒီဖက်ကနော်ဒီနာချချီဟာလဲနာချလိုအားရှိတယ်ဆိုတော့ ပေးစားတဲ့လူတွေအားလုံးအတွက်ကိုလို့ကျွန်တော်ကိုယူတယ်ကိုပြုတယ်လေးစားတယ်လုံးဝလုံးဝဆိုတော့ဘယ်တော့အခါမှတော့မဆိုရဘူးဘယ်တော့အခါမှလည်းမမြတ်ပါဘူးဘယ်တော့အခါမှအဆုံးပေးရဘူးเนาะတိုင်းတားမှယူကြည့်တယ်အလိကအမှောက်ကိုနိုင်ကိုနိုင်တယ်တရားချစ်ကမတရားချစ်နိုင်ကိုနိုင်တယ်လောလာချစ်ကထိတ်ချစ်နိုင်ကိုနိုင်တယ်အခုနပြောသလိုဒီတကယ်တရားလှပတဲ့เนาะအနာကတ် USM ကဒီဖက်က ရဲဆက်ချချုပ်တဲ့စီအာနာစနစ်ကိုတော့နိုင်ကိုနိုင်တယ်အဲ့ဒါကိုတော့တော့ဓမ္မတာတစ်ခုဖြစ်တယ်မယုံမရှိနဲ့အလင်းကအမှောက်ကိုနိုင်ကိုနိုင်ပဲနော်တရားရှိကမတရားရှိအကိုလိုကိုနိုင်ကိုနိုင်ပဲအဲ့ဒါတော့နော်ရောက်တဲ့နေ့မှာဒီနေ့ပေးစားတဲ့သူအများဆုံးကအဲ့ဒီနေ့မှာဆိုရင်လည်းအပျော်ဆုံးသူတော့ဖြစ်ကိုဖြစ်မှာပဲ